ပါ Forever Ghana Facebook နဲ့ဒီ our YouTube channel တို့ကနေជួយဆိုပါတယ်ကျုပ်ဒီကနေ့ညမှာတော့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးနည်းလောက်ဆွေးနွေးတုံ့သက်ကြည့်အောင်အရင်ဆုံးအနေနဲ့ဒီကနေ့နေ့လယ်ခင်းမှာ Arsenal တင်းရဲ့နီးပြမီခေအာတီတာကဒါမနေ့ပြန်ကစားမဲ့ဗန်လီနဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒန်ရကစားသမားတွေအကြောင်းကိုဒါပြောသွားတယ်ဒါဒန်ရကစားသမားတွေအကြောင်းနဲ့မနေ့ပြန်ကစားမဲ့ပွဲစဉ်အကြောင်းကိုသူ့အနေနဲ့အနေငယ်စီပြောသွားတယ်ဒါပြောရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ့ မှာတော့ဒါမနက်ဖြန်ကစားမဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်တို့နည်းနည်းလောက်ဒါကျွန်တော်အမြင်လေးပေါ့လေဒါနည်းနည်းလောက်ဆွေးနွေးတုံ့သက်ကြည့်အောင်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗျပွဲကြိုတုံ့သက်ချက်တွေကတော့ဒါတခြားဒါ page တွေကတောက်လျှောက်တင်ထားပြီးသားပေါ့လေတခြား channel တွေမှာတောက်လျှောက်တင်ထားပြီးသားကြောင့်ညီကိုတွေလည်းကြည်ပြီးလောက်ပြီးလို့ထင်ပါတယ်ဒါကျွန်တော်ကဒါဗီဒီယိုလုပ်ပြီးလို့ရှိရင်အမြဲတမ်းနောက်ကျတက်တယ်ဗျဒါဒီကနေ့လည်းကျွန်တော်နောက်ကျပြန်ပြီပေါ့လေဘာလို့လဲဆိုကျွန်တော်လည်းနေမကောင်းဘူးဗျကျွန်တော်ဆေးရုံတော့ပြရတယ်ပေါ့လေဆေးရုံတော့ပြရတယ်ဒါဒီကနေ့ပြန်လာနည်းနည်းတော့နောက်ကျသွားတယ်โอเคပါအဲ့တော့ ကျွန်တော်ဒီနေ့အာဆင်နယ်တင်းတဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကဒါအရင်ဆုံးအနေနဲ့ပေါ့လေဒါမီကေအာတီတောင်းကိုမေးထားတယ်ဒါဒန်ရကစားသမားတွေဘယ်လိုအခြေအနေရှိလဲဒါပဲကစားသမားတွေကဘန်လီနဲ့ပွဲစဉ်မှာပြန်လဲပါဝင်နိုင်နိုင်လဲဒွိုင်းဝီလျံဆလီဘာကရောဒါအဆင်ပြေရဲ့လားဆိုပြီးတော့ဒါသတင်းတွေကမေးထားကြတယ်အမေးထားတဲ့အချိန်မှာမီကေအာတီတာကဝီလျံဆလီဘာက ဘယ်လိုပြောရမလဲအခုချိန်ထိတော့သူ့အနေနဲ့အသင်းနဲ့မဘူးပေါင်းနိုင်သေးဘူးဒါကျွန်တော်တို့စောင့်ကြည့်ဖို့အချိန်လိုသေးတယ်ဒါမနက်ဖြန်နေ့လယ်ကြာလို့ရှိရင် trainee တွေရှိသေးတယ်ဒီ trainee တွေမှာလာရောက်ပူးပေါင်းနိုင်နေဆိုလို့ရှိရင်တော့ဒါ William Saliba ကဖန်လီနဲ့ပွဲစဉ်ကို ဝင်ရောက်ကစားနိုင်မယ်ဆိုပြီးတော့ဒါမီကေအာဒီတာကပြောကြားထားပြီးတော့တဆက်ထဲမှာပဲဒါမာတင်နယ်လီကတော့ဒါအသင်းနဲ့ပူးပေါင်းနိုင်ခြင်းမရှိဘဲနဲ့သူ့ကိုအချိန်အနည်းငယ်ပေးသွားရဖို့များတယ်ဆိုပြီးတော့ဒါပြောသွားတယ်ဘန်လီနဲ့ပွဲစဉ်မှာလုံးဝမပါဘူးဆိုတဲ့ပုံစံမျိုးတွေပါဒါပြောသွားတယ်ဒါနောက်ထပ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒါ ကိုင်ဟာဗတ်အပါဝင်ဒါကာဗီယဂျေဆုဒါနိုနီမဒူကီနဲ့ဒါမာတင်အိုဒီကတ်ပေါ့လေဒီကစားသမားတွေကတော့ဒါကျွန်တော်တို့ international break အပီးဒါစပါးနဲ့ပွဲစဉ်မှာတော့ဒါပြန်လည်ပါဝင်လာနိုင်တယ်ဆိုပြီးတော့ mikr data ကပြောကြားထားပါတယ်ဒါမနေ့ပြန်ကစားမဲ့ပွဲစဉ်ပေါ်မှာ mikr data ကဘယ်လိုသဘောထားလဲဆိုပြီးတော့ဒါမီဒီယာတွေကမေးမြန်းထားတယ်ဒီပေါ်မှာတော့ mikr data ကဒါ သူ့အနေနဲ့ပွဲစဉ်တိုင်းကိုဒါအာယုံစိုက်ပြီးကစားသွားမယ်ဒါဘလို့ပွဲစဉ်မျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်လွယ်ကူတဲ့ပွဲစဉ်ဆိုတာရှိမနေပဲနဲ့ကျွန်တော်တို့ချန်ပီယံစုအတွက်စိန်ခေါ်တဲ့နေရာမှာပွဲစဉ်တိုင်းကိုအာယုံစိုက်ထားဖို့လိုတယ်ဆိုပြီးတော့ ဒါမီကေအာဒီတာကပြောကြားထားပါတယ်ကျွန်တော်ကစားသမားတွေကိုလည်းပြောထားတယ်ပေါ့ဒါသူပြောတဲ့ပုံစံကကျွန်တော်ကစားသမားတွေကိုလည်းပြောထားတယ်ဒါပွဲစဉ်တိုင်းကိုအာယုံစိုက်ဖို့လိုပြီးတော့ငါတို့ကချန်ပီယံဆူဖလာရဖို့အတွက်ဆိုရင်ပွဲစဉ်တိုင်းကိုအာယုံစိုက်ဖို့လိုတယ်ဆိုပြီးတော့သူကစားသမားတွေကိုလည်းသူပြောထားတယ်ဆိုပြီးတော့ဒါမီကေအာဒီတာကပြန်လည်ဖြေကြားထားတယ် တစ်ဆက်တည်းမှာပဲနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အလန်ဂျီယာကကျွန်တော်အာဆင်နယ်တင်းရဲ့လူငယ်ကစားသမားလေးဒါမက်ချ်တောင်းမန်းနဲ့ပတ်သက်ပြီးတော့ချီကျူးစကားဆိုထားတယ်ဒါမက်ချ်တောင်းမန်းကအသက်15နှစ်ပဲရှိသေးပြီးတော့ဒါ Brighton နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အကောင်းဆုံးခြေစွမ်းပြလာနိုင်တယ်ဒါဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ Arteta နဲ့ Arsenal တာဝန်ရှိသူတွေကဒါဒီကစားသမားလေးကို ကောင်းဆုံးစီစဉ်ပေးတင်နေဒါဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ပွဲကစားချိန်တွေများများပေးတင်နေဆိုပြီးတော့ဒါအလန်ရှီယာကဒီကစားသမားလေးပေါ်ကိုဒါချီကျူးစကားဆိုထားပါတယ်ဒါတစ်ဆက်တည်းမှာပဲကျွန်တော်အာဆင်နယ်အသင်းကဒါဘယ်လိုပြောရမလဲအခုဆိုလို့ရှိရင်မနေ့ပြန်လာကြလို့ရှိရင်ပေါ့လေဒါ Brighton Burnley နဲ့ ပွဲစဉ်ရှိတယ်ဘန်လီနဲ့ဒါကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်30ခန်းမှုရှိတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်တင်းကဒါဒန်ရကစားသမားတွေတဲကမာတင်နယ်လီကတော့ပါဝင်နေမှာမဟုတ်ဘူးဆိုပြီးတော့မီခေအာဒီတာကအတည်ပြုထားသလိုဒါအာဆင်နယ်နီးစပ်တဲ့သတင်းဌာနတွေကလည်းဒီကစားသမားမပါဝင်လာနိုင်ဘူးဆိုပြီးတော့ဒါ ဖော်ပြထားတယ်တစ်ဆက်ထဲမှာပဲနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်အာဆင်နယ်သင်္ကာဒါဒီယာဒီမှာဆိုလို့ရှိရင်စွမ်းဆောင်ရင်ကောင်းလို့ပြတ်တနေပြီးတော့ဒါဒီယာဒီရဲ့ဒါပရီးမီးယားလိဖလာကအာဆင်နယ်သင်းမဲရသွားလိမ့်မယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးဆက်တဲ့ဒါသတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါကြောင့်ညကိုရီအနေနဲ့ဘယ်လိုထင်လဲဒါကြောင့်အာဆင်နယ်သင်္ကာဒီယာဒီမှာဒါပရီးမီးယားလိအမှတ်ပေးစရာမှာဆိုလို့ရှိရင်အဆင့်တက်မှာရက်တည်နေပြီးတော့ချန်ပီယံလိမှာဆိုလို့ရှိရင်လေပေးကိုမရှိသေးဘူးဒါဒီအခု မနေ့ဖြန်ကကံမဲ့ပွဲစဉ်ကဘန်လီနဲ့ပွဲစဉ်ကပွဲစဉ်30ဒါဘန်လီဆိုတဲ့အသင်းကလည်း brother တို့တီးတဲ့အတိုင်းပဲဒါအသင်းကြီးတွေနဲ့တွေ့တိုင်းဒါသူ့အနေနဲ့ဒါအကောင်းဆုံးပြန်ပြီးတော့တုတ်ပြန်တဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါဒီရဒီမှာသူတို့အနေနဲ့ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတာမဟုတ်တာဖြစ်သည့်တိုင်အောင်ဒါဘယ်လိုပြောမလဲအသင်းကြီးတွေနဲ့တွေ့တိုင်းသူ့အနေနဲ့ကောင်းကောင်းလေးပြန်အံတူနိုင်တဲ့အသင်းဒါကျွန်တော်အမြင်အရပြောပါဆိုလို့ရှိရင်တော့ဒါဘန်လီကအာဆင်နယ်အသင်းတွားဒါအစိတ်ရှိတဲ့ဒါမွေးတကောင်တော့ဟုတ်မနေဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်အာဆင်နယ်အသင်း တ်လွတ်လွတ်ကူကူနိုင်ဖို့ဟိုမနိုင်ဖို့ဆိုတော့ပဲတစ်ချက်ကြည့်အောင်ပေါ့လေအာဆင်နယ်တို့ညှော်မှန်းထားတဲ့ဂိုးရလက်မျိုးရနိုင်မလားဒါဘန်လီအနေနဲ့ဆိုလို့ရှိရင်လည်းဒါသူတို့အနေနဲ့ဂိုးအများကြီးမပေးရဖို့အတွက်ပဲဒါခံပြီးကစားတော့တဲ့နယ်လို့ကျောင်းနေနေကတော့ထင်မိတယ်ကျောင်းညီကိုတွေအနေနဲ့ရောဘယ်လိုထင်လဲဗျကောမဝင်ရောမချက်ပေးတော့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ